လာပါရှင်ချင်းလန်းချန်နယ်သတင်းဌာနမှပြန်လည်ကြိုဆိုလိုက်ပါရစေ2025ခုနှစ်မေလ14ရက်နေ့နောက်ဆုံးရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးသွားပါမယ်ရှင်ဒီကနေ့တင်ဆက်ပေးမယ့်သတင်းကောင်းရှင်တွေကတော့ဂျမ်ဖိုင်းမြို့တွင်မြန်မာစစ်ဘေးရှောင်6ဦးကိုမီဇိုရမ်ရေတပ်ဖွဲ့မှ CNF CNA ထံဖိပြောင်းပေးအပ်ကြောင်းတိုင်းမြန်မာနေဆက်အနီးစစ်ကောင်စီရဲ့ခမာရ24 ဒါလီဗျူဟာစစ်စခန်းကို KNLA ပူပေါင်းတပ်များကတင်ပိတ်ကာစစ်သားအလောင်းစေလောင်းရရှိကြောင်းမုံမြုတ်နေအောင်ချင်းမြောင်ပြန်သားဂျေးရွာကိုစစ်တပ်ကလေရင်ဖြင့်ပုံကျင်းမှုတွင်အပိုးနဲ့အပွားနှစ်ဦးပွေချင်းပြီးတေဆုံးပြီးမုံကုံမြုတ်ကိုလေရင်ရက်တကောင်ရဲ့အချိန်စစ်တပ်ကလေရင်ဖြင့်ပုံကျင်းကြောင်း ဝက်လက်နဲ့ရွှေဘူးရှိခြေရွာနှစ်ရွာကိုစစ်တပ်ကလေရင်ဖြန့်ပုံကြီးတက်ခဲမှုတွင်ပြည်သူ၂ဦးသေဆုံးပြီးပြည်သူ၇ဦးထိခိုက်ဒဏ်ရာရရှိကြောင်းနဲ့မကွေးတိုင်းရီစကြူမြို့နယ်တပ်ပွဲမှာစစ်ကောင်စီတပ်သား30နီးပါးတေဆုံးသွားတဲ့တဲ့ရင်တို့ပဲဖြစ်ပါရဲ့ရှင်ကျန်ဖိုင်းမြို့တွင်မြန်မာစစ်ဘေးရှောင်6ဦးကိုမီဇိုရမ်ရဲတပ်ဖွဲ့မှ CNF CNA ထံထွေးပြောင်းပေးအပ်တဲ့တရင်ကိုတင်ဆက်ပေးတော့ပါမယ်ရှင်။ ်မီဇိုရမ်ပြည်နယ်ဂျမ်ဖိုင်းမြို့တွင်စစ်ဘေးရှောင်ခုလုံနေတဲ့မြန်မာနိုင်ငံသား6ဦးကိုမီဇိုရမ်ရဲတပ်ဖွဲ့မှဖမ်းဆီးပြီးချက်မျိုးသားတက်မတော် CNF CNA ထံဖွေပြောင်းအနှံထားကြောင်းစစ်ဘေးရှောင်များထံမှတရှိရပါတယ်မေလာ7ရက်နေ့တွင် ချက်အမျိုးသားတက်မတော်တန်း ဖလေးပြောင်းပေးအချင်းဖြစ်ပြီးဂျမ်ဖိုင်းမြူနိုင်အထီးကယုံဖြစ်ပွားစေခြင်းကြောင့်ဖြစ်တယ်လို့စစ်ပေးဆောင်တဦးကပြောဆိုထားပါတယ်။ချမ်မြူသားတက်မတော် CNF CNA ရဲ့ပြောရေးဆိုခွင့်ရှိသူဆလိုက်ထက်နီကဟုတ်ပါတယ်။ဘာဖြစ်မှုဆိုတာမမေ့ရသေးဘူးပေါ့။73ရက်နေ့ကဖလေးပြောင်းထားတာဖြစ်ပါတယ်။အလုံးပေါင်း6ရောက်ပါသူတို့နဲ့ပတ်သက်ပြီးတော့ဘယ်လိုဆောင်ရွက်ရမလဲဆိုတာစစ်ဆေးမေးမြန်းမှုအပေါ်မူတည်ပါလိမ့်မယ်လို့ချင်းလင်း Channel သတင်းဌာနတို့ပြောဆိုထားပါတယ်။မီဇိုရမ်ပြည်နယ်ဂျမ်ဖိုင်း ုရှိဂျမ်ဖိုင်ဒင်ထရယကွက်နဲ့မြို့ဂျမ်ဖိုင်ရကွက်တွင်ခူလုံနေထိုင်ကြတဲ့လန်နေချွာငါဗန်လရီချန်နာဘွိလျန်ဆျန်ထဂျုံခေဒီလီနာဗမ်ဘွိနဲ့ဆောင်ဘွိထောင်တို့ဟာအထီးကယုံဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းစစ်ဘေးရှောင်တူဦးရဲ့ပြောဆိုချက်အရသိရှိရပါတယ် ၎င်းတို့ကို SYMA ဂျမ်ဖိုင်အိုဘီဒုက္ခတိကြီးရာကော်မတီ SYMA ဒင်းသာဌာနခွေနဲ့ SYMA ဝန်ခန်းဌာနခွေကောင်းဆောင်များကရှာဖွေပြီးဂျမ်ဖိုင်မျိုးဘထရက်ကွက်တွင် ဖန်စီထားခြင်းဖြစ်ကြောင်းသိရှိရပါတယ်။မြန်မာစစ်ဘေးရှောင်များအနေနဲ့ဒေသခံတွေရဲ့ဆောင်ရန်ရှောင်ရန်ကန့်သက်ချက်တွေကိုလေးစားပေးတဲ့နယ်လို့ချမ်းအမျိုးသားတမတော် CNA CNF ပြောရေးဆိုခွင့်ရှိသူဆလိုက်ထက်မီကတိတ်တွင်းထားပါတယ်။ဖန်စီရမိသူများအား Young Mizo Association YMA မှမီဇိုရမ်ရဲတပ်ဖွဲ့ထံထွေးပြောင်းပေးအပ်ခဲ့ပြီးနောက်ဒုမတဆင်ချက်အမျိုးသားတက်မတော် CNF CNA ထံထွေးပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်ရှင်။တိုင်းမြန်မာနေဆက်အနီးစစ်ကောင်စီရဲ့ခမာရ24တာလီဗျူဟာစစ်စခန်းကို KNLA ပူးပေါင်းတပ်များကတင်ပိတ်ပြီးစစ်သားအလောင်းစေလောင်းရရှိထားတဲ့တရင်ကိုလည်းဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။ ကရင်ပင်နယ်လှမ်းပွေးမြို့နယ်ထိုင်းမြန်မာနယ်စပ်အနီးစစ်ကောင်စီရဲ့တာလီဗျူဟာစစ်စခန်းကို KNLA ပူပေါင်းတပ်များကအပြီးသက်တင်ပတ်ရရှိကြောင်း KNU တရင်ရင်မီရဲ့ပြောဆိုချက်နဲ့ထိုင်းတရင်ဌာနများရဲ့ဖော်ပြချက်အရသိရှိရပါတယ်။မေလ၁၀ရက်နေ့နာနေအစောပိုင်းမှာစတင်၍ကရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ် KNU တပ်မဟာခုနှစ်နေမီအတွင်းရှိစစ်ကောင်စီခမာရ24တရင်ရဲ့ဒါလီဗျူဟာစစ်စခန်းကို KNLA ပူပေါင်းတပ်များကအပြန်အထန်ထူးဆစ်ဆင်တိုက်ခိုက်ခဲ့ပြီးစစ်တပ်ကလည်းစခန်းမကျစေရတဲ့အတွက်တိုက်လေရင်ဖြင့်တလျှောက်လုံးခု ခံခဲ့ကြောင်းမေလ23ရက်နေ့ညနေ6နာရီ7မိနစ်အချိန်ဝန်းကျင်တွင်အဆိုပါစစ်စခန်းကိုတိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည် KNU တရင်ရင်မြစ်ကစခန်းကတော့ရသွားပါပြီစစ်တပ်ဘက်ကထိခိုက်ဒေဆုံးမှုနဲ့လက်နက်ခေရန်တင်စီရရှိမှုအခြေအနေတော့မတိရသေးပါဘူးထွက်ပြေးသွားတဲ့လူတွေလည်းရှိပါတယ်ဒီစခန်းကအရေးပါတဲ့ view ဟာစစ်စခန်းကြီးဖြစ်ပါတယ်လို့ပြောဆိုထားပါတယ်အကြံဖက်စစ်တပ်ရဲ့တာလီ view ဟာစခန်းကိုတင်ပတ်ရတွင်စစ်သားအလောင်း၄လောင်းရရှိထားပြီးစစ်သား20ကျော်ထိုင်ဘက်ချန်တို့ထွက်ပြေးသွားကြောင်း KNU ရှိတန်းစစ်ရေးတရင်ရင်မြစ်တစ်ခုကပြောဆိုထားပါတယ် အဆိုပါတိုက်ပွဲအတွင်းမေလ17ရက်နေ့နဲ့မေလ12ရက်နေ့တို့တွင်စစ်တပ်ကလေကြောင်းပြင်ပုံကျင်းမှုကြောင့်တာလီစစ်တပ်စခန်းအနီးခြေရွာနေအိမ်၄လုံးကျော်ခန့်မင်းလောင်ပျက်စီးပြီးပြည်သူ120ဦးကျော်ထိုင်းနိုင်ငံ မေလကျေးရွာဘက်သို့ထွက်ပြီးတင်းချောင်းနေကြရာကြောင်းသိရှိရပါတယ်။မေလ9ရက်နေ့တွင်အကြံဖက်စစ်ကောင်စီရဲ့တခေါ်ပြီးခွေးစခန်းကို KNLA PDF ပူပေါင်းတပ်များကတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက်မေလ13ရက်နေ့တွင်ဒါလီဘျူဟာစစ်စခန်းကြီးကိုထပ်မံတင်ပိုက်လိုက်ခြင်းဖြစ်ရာရက်ပိုင်းအတွင်းစစ်တပ်စခန်းများကို KNLA တပ်မဟာခွင်နှစ်တပ်များကဆက်တိုက် တင်ပိတ်နေခြင်းလေးဖြစ်ပါတယ်။ KNU ကမေလ April လနဲ့ယခု May လအတွင်း KNU တက်မဟာခွန်းနဲ့နေမီအတွင်းရှိစစ်ကောင်စီရဲ့ Bluetooth, Kaleide, Tokobi Khu, Mofatu စကန်ကြလေစကန်တွေကိုစက်တိုက်သိမ်းယူနိုင်ပြီးထိုင်းမြန်မာနေဆက်လက်ကျန်စကန်များဖြစ်တဲ့ Mofuge, Mela နဲ့ နော်တရားစစ်စခန်းများကိုဆက်လက်တင်ပြရန်တာကြန့်ရှိတော့ကြောင်းကရင်စစ်ရေးတရင်ရင်မြစ်ကရှင်းပြထားတယ်လို့သိရှိရပါတယ်ရှင်။မုံမြုံနေအောင်ကြီးညောင်ပြန်တာဂျေးရွာကိုစစ်တပ်ကလေရင်ဖြင့်ပုံကျင်းမှုဝင်အဖိုးနဲ့အဖွားနှစ်ဦးပွေချင်းပြီးတေဆုံးကမိုးကုံမြုပ်ကိုလည်းညတကောင်ရဲ့အချိန်စစ်တပ်ကလေရင်ဖြင့်ပုံကျင်းတဲ့တရင်ကိုလည်းဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။ ပခိုရိုင်းညောင်လေးပင်ခရိုင်မုံမြုံနေအောင်ချင်းညောင်ပြန်တာကြေးရွာကိုစစ်တပ်ကလေရင်ဖြန့်ပုံကြီးချခဲ့ရာအဖိုးနဲ့အဘွားနှစ်ဦးပွေချင်းပြီးတည်ဆုံသွားကြောင်းသိရှိရပါတယ်။ယမနေ့မေလ23ရက်နေ့နံနက်ပိုင်းပခိုရိုင်းညောင်လေးပင်ခရိုင်မုံမြုံနေအောင်ချင်းညောင်ပြန်တာကြေးရွာတိုက်ပွဲဖြစ်ပွားခြင်းမရှိပဲလေကြောင်းတိုက်ခိုက်ခဲ့ရာအသက်80နှစ်အရွယ် ဦးချီအောင်နဲ့အသက်82နှစ်အရွယ်ဒေါ်တော်တို့နှစ်ဦးတည်ဆုံခဲ့ပြီးဆယ်နှစ်အရွယ်ကလေးငယ်တဦးလေးထိခိုက် ရရှိခဲ့ကြောင်းဘုံကြီးချမှုကြောင့်ဘုံတော်ကြီးကြောင့်နဲ့နေအိမ်တချို့ပျက်စီးခဲ့ရကြောင်းတေဆုံးသူ2ဦးရဲ့မိတ်ဆွေများကပြောဆိုထားပါတယ်။တေဆုံးသူရဲ့ဆွေမျိုးတူကဘာတိတ်ပွဲမှာမရှိဘဲဘုံကြီးချတာပါ။ရွာပေါ်တတိကိုဘုံကြီးချတာရွာမှာကမေတော်လိုင်းကြီးတက်မှလည်းတဆွေထားတာမျိုးမရှိဘူး။ပြီးသူတွေပဲနေကြတာပါလို့ရန်ကုန်ခက်တဲ့တရင်ဌာနထံသို့အကြည့်ပြောဆိုထားပါတယ်။အလားတူယမနေ့ည7:15မိနစ်အချိန် ည7:00နာရီ50မိနစ်အချိန် TNLA ကတိမ့်ပိတ်ထားသောမန္တလေးတိုင်းမိုးကုံမြို့ကိုအကြံဖက်စစ်ကောင်စီကလေရင်ဖြန့်ပုံချေချခဲ့ကြောင်းသိရှိရပါတယ်။ဒေတာခန့်စီရီတရင်ရင်မြက်ကမနေ့ကည7:55နာရီ55မိနစ်အချိန်မှာမိုးကုံ148ကိုပုံချေတယ်။နောက်ပြီးတော့ည7:00နာရီ50မိနစ်အချိန်မှာ ရွှေလိပ်ပြောက်ကိုတစ်ကြိမ်ပုံကျေးချရတယ်။ထိခိုက်ပျက်စီးမှုအခြေအနေမသိရှိရသေးပါဘူး။ပေါင်900ပုံတွေကျေးချတာဖြစ်ပါတယ်လို့ရှင်းပြထားပါတယ်။အကြံပေးစစ်ကောင်စီကယခုရက်ပိုင်းအတွင်းနိုင်ငံတော်ဝန်တို့ပြည်သူများထိခိုက်ဒေဆုံးမှုများပြားစေတဲ့အလွန်ဆိုရာပြန့်ထန်သောလေကြောင်းတိုက်ခိုက်မှုများလှုံ့ဆော်လာပြီးကိုမြင်တွေ့ရတယ်လို့သိရှိရပါတယ်ရှင်။ ွက်လက်နဲ့ရွှေဘူးရှိဂျေးဝါနှရွာကိုစစ်တပ်ကလေရင်ဖြင့်ပုံကျွေးတိုက်ခိုက်မှုတွင်ပြည်သူ၂ဦးသေဆုံးပြီးပြည်သူ၇ဦးထိခိုက်ဒဏ်ရာရရှိထားတဲ့တဲ့ရင်ကိုလည်းဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။ စကိုင်းတိုင်းဝက်လက်မြုပ်နေနဲ့ရွှေဘူးမြုပ်နေရှိဂျေးရွာနှစ်ရွာကို အကြံဖက်စစ်တပ်ကလေရင်ဖြင့်ပုံကြေးတက်ခဲ့ခြင်းကြောင့်ပြီးသူ၂ဦးတေဆုံးပြီးပြီးသူ၇ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်။ယမနေ့မေလ23ရက်နေ့မွန်လွေ၄နာရီအချိန်ခန့်တွင်ဝက်လက်မြုပ်နေအရှိမြုပ်ချမ်းရှိစကန်းသာဂျေးရွာနဲ့ရွှေဘူးမြုပ်နေအရှိတောင်ချမ်းရှိငပိဦးရွာကိုတတအူးလေးတက်မှတက်လာတဲ့အကြံဖက်စစ်တပ်ရဲ့ ဂျက်ဖိုက်တာတစီကလေကြောင်းတက်ခဲမှုနှစ်ကြိမ်ပြုလုပ်ခေချင်းချက်ကအကျန်းဖက်စစ်တပ်ရဲ့လေကြောင်းတက်ခဲမှုအတွင်းစကန်းသာရွာမှာအသက်20ကျော်အရွယ်ကိုအောင်လှိုင်ဝင်းနဲ့အသက်35နှစ်အရွယ်ဒိုးရင်ရင်တို့ပွေးချင်းတည်ဆုံးပြီးပြည်သူခုနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းဒါ့ပြင်ပြည်သူများမွေးမြူထားတဲ့နွားနှက်ကောင်လေးတည်ဆုံးပြီးနေအိမ်တချို့လေးပျက်စီးခဲ့ကြောင်း Wallet Informational Network ကတာဝန်ခံကိုနကားလေးကပြောဆိုထားပါတယ် wallet informational network ကတာဝန်ခံကိုနကားလေးကတေဆုံးသူ2ဦးကအမျိုးသားအသက်20ကျော်အရွယ်နဲ့အမျိုးသားကအသက်35နှစ်အရွယ်တွေလို့သိရပါတယ်။လေကြောင်းတက်ခဲမှု2ချိန်ပြုလုပ်သွားတာတေဆုံးသူ2ဦးလုံးကစကန်းတာရွာကပါလို့ရန်ကုန်ခက်တဲ့တရင်ဌာနထံသို့အတည်ပြုပြောဆိုထားတယ်လို့သိရှိရပါတယ်ရှင်။ မကွေတိုင်းရေစကျူးမြုံနေတိုက်ပွဲမှာစစ်ကောင်စီတပ်သား30နီးပါးတိုက်ဆုံသွားတဲ့တရင်ကိုလည်းဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။ မကွေတိုင်းပခုကူခရိုင်ရေးစစ်ကျူးမြို့နယ်မှာပြူစောချီရွာကနေထွက်လာတဲ့အကြံဖက်စစ်ကြောင်းကိုကြားဖြတ်တက်ခဲ့ရမှာအရာရှိအပါဝင်စစ်ကောင်စီတပ်သား28ယောက်တေဆုံးပြီးအယောက်30နီးပါးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Southern YSO PDF ကထုတ်ပြန်ထားပါတယ်။မေလ9ရက်နေ့မနက်အစောပိုင်းကရေးစစ်ကျူးမြို့နယ်စင်ချောင်းပိတုစစ်ကြေးရွာကနေစစ်ကြောင်းထိုးလာတဲ့အကြံဖက်စစ်ကောင်စီတပ်တွေနဲ့ဒုလှိုင်းရေးတပ်ဖွဲ့ဝင်တွေ စံတစ်ကျေးရွာမြောက်ဘက်တနေရာမှာထိတွေ့တဲ့ပွေ တနာရီကြောကြာဖြစ်ပွားခဲ့ရလို့သိရှိရပါတယ်။ရေစကြူမြို့အခြေစိတ်ခလာရ256 259 258တက်ကအကျန်းဖက်စစ်သားတွေဟာအရက်သား9ယောက်ကိုလူသားတိုင်းလှုပ်ဖမ်းဆီးကာအင်အား100နီးပါးနဲ့စစ်ကြောင်းထူလာခဲ့တာဖြစ်ပြီး Southern YSO PDF ရဲ့ နမိကြောင့်စစ်စင်ရေးဖြဲ့ Southern Local တပ်ပေါင်းစုနဲ့ VNRA တပ်ဖွဲ့ဝင်တွေကကြပ်ဖြတ်တိုက်ခိုက်ခဲ့ရာတိုက်ပွဲအတွင်စစ်ကောင်စီဂင်ထုတ် drone တစ်စီးကိုတိုလှန်ရေးတပ်ဖွဲ့ဝင်တွေကပစ်ချနိုင်ခဲ့တယ်လို့စစ်ကောင်စီတပ်သား28ရောက်ဒေဆုံခဲ့တယ်လို့သိရှိရပါတယ်။တိုက်ပွဲပြီးအထိနာသွားတဲ့စစ်ကောင်စီက ရေစကြိုမြို့နယ်ဒေတော်ကျေးရွာကိုပါရမော်တာနှစ်စီးနဲ့ပုံကျေးတိုက်ခိုက်ခဲ့တာကြောင့်အယက်သားတယောက်ဒေဆုံးခဲ့ရတယ်လို့သိရှိရပါတယ်။အဆိုပါတိုက်ခိုက်မှုကို Southern Local တပ်ပေါင်းစုဖြစ်တဲ့ Southern YSOPDF ရေစကြို Revolution Group YRG တောင်ငင်အောင် P2Arman PDF ကင်ကိုပရာဒေါစစ်တေနဲ့ BNRA တို့ပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်ရှင်။ ဒီကနေ့တင်ဆက်ပေးမယ့်သတင်းစီစဉ်ကိုတော့တလုံးနဲ့ပေးရနာတော့ပါမယ်ရှင်။ချင်းလင်းချန်နယ်သတင်းစီစဉ်ကိုကြည့်ရှုအားပေးနေတဲ့သူတိုင်းမင်္ဂလာပေါင်းနဲ့ခံရောင်းနိုင်ကြပါစေရှင်။